ဆိုတော့မှာကျွန်တော်တို့နည်းနည်းလေးအကျေပြောကြည့်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ကျွန်တော်ဒီ global market ကိုသွားကြည့်မယ်ဆိုလို့ရှိရင်မှာဒီမတည်ရကျွန်တော်ဒီ global market ထဲမှာဆိုလို့ရှိရင်အာ မက်ကက်စပန်နဲ့အများဆုံးနိုင်ငံထဲမှာဆိုကျွန်တော်တို့အမေရိကန်နိုင်ငံပါတယ် USA ပါမယ်နောက်တရုတ်တို့ပါမယ်အဲဒီလိုပဲကျွန်တော်ဒီ import အသွင်းများတဲ့နိုင်ငံထဲမှာဆိုလို့ရှိရင် Russia နိုင်ငံတွေပါမယ်နောက် India နိုင်ငံတွေပါမယ်ဆိုတော့အမှတ်တည်းရဲ့အတိုင်း Russia နိုင်ငံဆိုတာကျွန်တော်ဒီစင်စေးကွက်တမှာရှိရတူဆိုသိတယ် Russia နိုင်ငံဆိုတာဒီကမ္ဘာစင်စေးကွက်ကိုတင်ဖို့တော်တော်လေးများတဲ့နိုင်ငံနိုင်ငံဟုတ်တယ်အဲဒါမှမဟုတ်ကျွန်တော်ဒီဒီလွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာကျွန်တော်တို့အားလုံးသိရတဲ့အတိုင်း Russia ဒီ Ukraine နဲ့ စစ်ဖြစ်တယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်ကဘာကဘာနိုင်ငံအသေးသေးရသူတို့တိုင်ရန်တယောက်ရက်တီကြရှိရပါဘူးเนาะအဲ့အချိန်မှာကျွန်တော်တို့ကဒီ USA နိုင်ငံကဘယ်ဘက်ကရက်တီတယ်ဆိုတော့ Ukraine ဘက်ကရက်တီတယ်အဲ့တော့ကျွန်တော်တို့လက်ရှိသမ္မတကြီးမဟုတ်ဘူးအရင်သမ္မတဂျိုးဘိုင်နဲ့တက်ထက်ပေါ့เนาะဟုတ်ကဲ့ဆိုတော့ Ukraine ဘက်ကရက်တီတဲ့ခါမှာ Russia ကသူကဆန့်ရှင်းချတယ်အဲမင်းငါနိုင်ငံကိုဒါဒါဒါတော့ငါမင်းစရာမရှိတော့ဘူးစသဖြင့်အဲ့လိုဆန့်ရှင်းချရတဲ့မှာကျွန်တော်တို့ဘာဘာပါသွားလဲဆိုတော့ စိန်မှာပါသွားတယ်ဆိုတော့အမေရိကန်နိုင်ငံကိုရုရှားနိုင်ငံကထွက်တဲ့စိန်တွေတင်ဖို့တော့မရဘူးဆိုတော့အကြောင်းတရားတစ်ခုပါပါသွားတယ်မှာဆိုတော့ကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒီအမေရိကန်နိုင်ငံရဲ့ Spanish ဘာဘာမနည်းဘူးလေမှာဆိုတော့သူ့ဈေးကွက်တစ်ခုတည်းတင်အာရက်သွားတဲ့အချိန်မှာတော်တော်လေးကို decline ဖြစ်နေပြီဆိုတော့အဲ့တစ်ခုလည်းပါမယ်မှာအမအမေရိကဆိုလို့ရှိရင် block တောင်ဆိုးသလဲဆိုလို့ရှိရင်အဲရုရှားကိုဒီစိန်ဆန်ရှင်ကြတဲ့နေရာမှာအဲငါရုရှားကစိန်ဆိုလုံးဝမယူဘူး block တောင်ဆိုးလဲဆိုရင် တခြားနိုင်ငံကစိတ်နဲ့တွင်းလာခဲ့ရင်တော့အဲဒီစင်ကရုရှားစိတ်တွင်းကထွက်တာလားအမင်းတို့ငါ့အဲ့ origin မှာယူလာခဲ့ origin မပါဘူးဆိုလို့ချင်းငါဒီစင်အသွေးမခံဟုတ်တယ်ဟုတ်တယ်မနောက်ဆုံးဘလောက်တော်ဆိုကျွန်တော်ဒီ certificate တွေမှာဒီစင်ကဘယ်စိတ်တွင်းကထွက်ပါတယ်ဆိုတော့ဘယ်နိုင်ငံရဲ့စိတ်တွင်းကထွက်ပါတယ်ဆိုတော့ origin ကိုပါမေးပြီးတော့လုပ်တဲ့အစင်လုပ်ခဲ့တာပေါ့နော်ဒါတော့မှကျွန်တော်ဒီ global နဲ့ပတ်သက်တဲ့အခြေအနေပါမှဟုတ်ကဲ့